နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်နဲ့နမ်ဆန်မြို့နယ်တို့ကိုစစ်တပ်ကလေရင်နဲ့မနေ့ကညပိုင်းကဘုံကျဲချခဲ့ရာကလင်းငယ်တအူတန်းကားတပါအပါဝင်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ည8:45မိနစ်အချိန်မှာနမ်ဆန်မြို့နယ်ကွဲဟန်ကျေးရွာကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချခဲ့ရာအဲ့ဒီဘုံဟာကျေးရွာအလဲတဲထဲမှာရှိတဲ့လူနေအိမ်များပေါ်ကိုကျရောက်ခဲ့ပြီးတော့ကလင်းငယ်တအူအပါအဝင်ပြည်သူ6ဦးသေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ10ဦးရှိတယ်လို့ပြောပါရတယ်။ ရွာလေကိုကြတာဆိုတော့လူနေအိမ်တွေအကုန်ထိပါတယ်နေအိမ်၁၀လုံးကျော်ပျက်စီးသွားတယ်ကလင်းငယ်တအုပ်အပါအဝင်လူ၆ဦးသေဆုံးပါတယ်ဒဏ်ရာရတဲ့သူက၈ဦးထက်မနည်းရှိတယ်လို့နမ်ဆန်မြို့နယ်ကဒေသတရင်းရင်းမြစ်တစ်ခုကပြောပြထားပါတယ်အလားတူပဲမနေ့ကညပိုင်း၈နာရီ၄၀မိနစ်ဝန်းကျင်အချိန်မှာကြောင်မဲမြို့နယ်မိုင်းကောနမ်မန်ချင်းရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချခဲ့ရာတန်ဃာတော်တပါးဒဏ်ရာအပြည့်ထံရရှိပြီးတော့ပြန်လည်တော်မူသွားပြီးဖုန်ကြီးကျောင်းဟာလည်းပျက်စီးသွားတယ်လို့သိရပါတယ် ဆရာတော်ကဘုံလာကျဲတဲ့အချိန်ဒံယာရပြီးတော့ဒံယာပြင်းထန်လုံးလို့ပြန်လုံတော်မူသွားပါတယ်စေကူသားဖို့လှုပ်ဖို့ပြင်နေတုန်းမှာပဲပြန်လုံတော်မူသွားတယ်လို့သိရတယ်လို့နတ်မန်ကြီးရွာနဲ့အချိတ်ဆက်ရှိတဲ့ကြောင်မဲမြို့အခြေဆိုင်တန်ဃာတော်တပားကမိန်ကြားထားပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာလွတ်လွတ်ဆုံးရှုံးထားတဲ့နေမြေများကိုပြန်လည်သိမ်းပိုက်ရေးအတွက်ထိုးစစ်ဆင်မှုများဆင်နွှဲပြီးတဲ့နောက်အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးမှုများနေတိုင်းလိုလိုဖြစ်ပွားလျက်ရှိတယ်လို့ DNA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ